မင်္ဂလာပါမိုင်းစပေါ်ပရိသတ်ကြီးတို့ရေလာမယ့်အောက်တိုဘာ၄ရက်နေ့စနေနေ့မနက်မှာကျွန်တော်တို့မြန်မာနိုင်ငံသားမြန်မာလက်ဝှေ့ချစ်ပရိသတ်တွေရဲ့အချစ်တော်အောင်လာအန်ဆန်းဟာဆွီဒင်နိုင်ငံသားစီဘက်တီယန်ကာတစတန်နဲ့ဝမ်ချမ်ပီယံရှစ်ပြိုင်ပွဲမစ်တယ်ဝိတ်တန်းကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့လွန်ပီနီစတေဒီယံမှာရှင်ပြိုင်ထိုးတက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းအခုချိန်မှာ အသက်40အရွယ်ရှိနေပြီဖြစ်တဲ့မြန်မာတို့ရဲ့အချစ်တော် အောင်လာအန်ဆန်းဟာဝမ်ချန်ပီယံရှစ်မှာအောင်မြင်မှုများစွာရရှိခဲ့ပြီးမစ်တယ်ဝိတ်နဲ့လိုက်ဝိတ်အဆရှိတဲ့ဝိတ်တန်းတွေမှာချန်ပီယံဖြစ်ခဲ့ပါတယ်။အောင်လာနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်၃ပွဲကိုပြန်ကြည့်ရမယ်ဆိုရင်တရုတ်နိုင်ငံသားဖန်ယောင်းကိုအနိုင်ရရှိထားပြီး ူရကီနိုင်ငံသားရှာမီအာဒိုဂန်နဲ့ရှင်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာတော့နှစ်ပွဲစလုံးကိုရှုံးနိမ့်ထားခဲ့ပါတယ်။ဝမ်ချန်ပီယံရှစ်ပြိုင်ပွဲတစ်လျှောက်အောင်လာအန်ဆန်းရှင်ပြိုင်ကစားခဲ့တဲ့ပွဲရလဒ်တွေကိုကြည့်ရမယ်ဆိုရင်၁၆ပွဲကစားထားရမှာ၁၄ပွဲအနိုင်ရရှိထားပြီး၅ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။တစ်ဖက်မှာအောင်လာနဲ့ရှင်ပြိုင်ထိုးတက်မဲ့ဆွီဒင်နိုင်ငံသားကာတက်စတန်ဟာအခုချိန်မှာအသက်၃၅နှစ်အရွယ်ရှိပြီးတော့ အောင်လာထက်၅နှစ်ပိုငယ်ပါတယ်။သူ့ရဲ့ professional လက်ဝဲကစားသမားဘဝကို2012ခုနှစ်မှာစတင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Van Aquaran ကိုအလဲထိုးနိုင်ခဲ့ပြီး Welterweight Champion ဆုကိုရရှိခဲ့ပါတယ်။သူနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်၃ပွဲမှာ၃ပွဲစလုံးအနိုင်ရရှိထားခဲ့ပါတယ်။အဲ့ဒီသူအနိုင်ရရှိခဲ့တဲ့သူတွေကတော့ Brazil နိုင်ငံသား Da Silva, Morova နိုင်ငံသား Luis La Picas, Croatia နိုင်ငံသား Roberto Soler အစရှိတဲ့သူတွေပဲဖြစ်ပါတယ်။ ကာတစ်တန်ရဲ့ဝမ်ချမ်ပီယံရှစ်တန်ပွဲတစ်လျှောက်ရလက်တွေကိုကြည့်ရမယ်ဆိုရင်ဆဲတပွဲရှင်တန်ကစားထားရမှာခုနှစ်ပွဲအနိုင်ရရှိထားခဲ့ပြီးဒေးပွဲရှုံးနေထားခဲ့ပါတယ်။သူတို့နှစ်ဦးကိုနှိုင်းရှင်ကြည့်ရမယ်ဆိုရင်အသက်အရွယ်အဖြစ်အသက်40အရွယ်ရှိနေပြီဖြစ်တဲ့အောင်လာအန်ဆန်းဟာအသက်35နှစ်အရွယ်သာရှိသေးတဲ့ကာတစ်တန်ထက်အသက်9နှစ်ပိုကြီးပါတယ်။အရက်အမောင်းမှာလည်းအောင်လာဟာအရက်6ပဲရှိပြီးကာတစ်တန်ဟာအရက်9ပဲဆက်လက်မရှိတာကြောင့် အောင်လာကအရက်မောင်းပါတော့နှစ်လက်မပူမြင့်ပါရဲ့ကစားပုံကိုနှိုင်းရှင်ကြည့်ရမယ်ဆိုရင် aggressive ဆန်ဆန်ကစားတတ်တဲ့ cardistan ကိုအသက်ရွယ်ရအနားယူရတော့မဲ့အချိန်ကိုရောက်လာနေပြီဖြစ်တဲ့အောင်လာအန်ဆန်တယောက်ဘလို့ပုံစံတွေနဲ့ရင်ဆိုင်ရှင်တဲ့ဝှက်ထွက်လာမလဲသူ့ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲမှာအနိုင်ရရှိအောင်ဘလို့မျိုးနီးပြူဟာတွေနဲ့ပွဲထွက်လာမလဲဆိုတာစိတ်ဝင်စားပွဲကောင်းလာပါတယ်အခုပြိုင်ပွဲကိုလာမယ့်စနေနေ့အောက်တိုဘာ၄ရက်နေ့မနက်မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့လွန်ဘီနီစတေဒီယမ်မှာကျင်းပသွားမှာပဲဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့မြန်မာပရိသတ်တွေတခုတတိထားရမှာကတချို့ပြိုင်ပွဲကြော်ညာပိုစတာတွေမှာအော်တိုဘာ3ရက်နေ့မှာကျင်းပမယ်လို့ကြော်ညာထားတာတွေ့ရမှာဖြစ်ပြီးအဲ့ဒါကအမေရိကန်နိုင်ငံစံတော်ချိန်နဲ့ဖော်ပြထားတာဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာပရိသတ်တွေအနေနဲ့အော်လာအန်ဆန်ပါဝင်ရှစ်ပြိုင်နဲ့1 fight night 36ပြိုင်ပွဲကိုအော်တိုဘာ၄ရက်နေ့လာမယ့်စနေနေ့မနက်9:00 နာယီခွဲအချိန်ကနေစတင်ပြီးတော့ကြည့်ရှုနိုင်ပါတယ်။အော်လာနဲ့ကာတစတန်တို့ရဲ့ပွဲစဉ်ဟာအခုပြိုင်ပွဲရဲ့ရှစ်ပွဲမြောက်ပွဲစဉ်ဖြစ်ပါတယ်။အွန်လိုင်းကနေကြည့်ရှုမဲ့ပရိသတ်တွေအတွက် One Championship ရဲ့ Facebook Page နဲ့ YouTube Channel တွေကနေတစင်ကြည့်ရှုနိုင်ပါတယ်။အခုချိန်မှာတော့အော်လာအန်ဆန်ဟာပြိုင်ပွဲရှင်ပြိုင်မှုအတွက်ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ ျွန်တော်တို့ရဲ့မြမကုံဆောင်အောင်လာအန်ဆန်းရဲ့ fighter ဘဝနောက်ဆုံးနှုတ်ဆက်ပွဲဖြစ်တာကြောင့်ကျွန်တော်တို့မြန်မာလက်ဝဲချစ်ပရိသတ်တွေအနေနဲ့မဖြစ်မနေစောင့်ကြည့်အားပေးကြရမှာပဲဖြစ်ပါတယ်။အခုလိုမျိုးအားကစားတဲ့တင်အားကစားအကြောင်းအရာလေးတွေကိုကျွန်တော်တို့ရဲ့ My Spoke ကနေအမြဲတင်ဆက်ပေးနေတာဖြစ်လို့ like follow subscribe လုပ်ထားပေးကြပါဦးနော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။